အမကအဲကိုစင်အောင်ဒီပွဲကိုစီစဉ်နေပြီဆိုတော့အားလုံးကို surprise ပြအောင် surprise တိုက်တော့မယ်ဆိုတော့အမသိတယ်အခုအမဝစ်ထားတဲ့ဝစ်စားနဲ့ဒါ style အကုန်လုံးကလည်းကိုစင်အောင်ခြေစုပ်ကောင်းဆုံးတိကျဆင်ပေးထားတာโอเคလူပြိုကြီးကိုကြီးတဲ့အချိန်မှာတကယ်ဖန်ဆားနိုင်တဲ့ကောင်းမလေးတွေ့သွားလို့ပေါ့ကွယ်လူဖြစ်လာရင်တော့ပဲအမှုအသက်တရာမနေရအမှုတရာတော့ပွေရမှာပဲဒါမဲ့ဘယ်အမှုမဆိုလှလှပပလေးနဲ့ခန့်ခန့်ညာညာလေးကြော်ဖြတ်နိုင်မှာပါလို့အမယုံကြည်ပါတယ် ဘူးဖုံးတွဲကိုကြည်ပါ GOLD ကိုတွေ့ရတယ်တင်ရွှေဆွဲပြစူပိုင်ရှင်ကြီးဖြစ်ပါပြီရွှေဆွဲပြထုတ်နိုင်ဖို့အဖုံးတွဲမှာဟော့လိုင်းနံပါတ်ကိုချက်ချင်းဆက်သွယ်လိုက်တော့နော်ပါ congratulations ပြောရပါဦးဟုတ်ကဲ့ပါမ congratulations ပြောချင်ပါတယ် ဟိုအောင်မင်းအောင် happily ever after အမြဲတမ်းပေါင်းနိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးလိုက်ပါတယ်ကျိုးကြီးကနောက်ထပ် list ကိုတက်သွားတာဆိုတော့လေဟို surprise ဖြစ်တဲ့ထဲမှာပါလာမှာ Well um အခုချိန်မှာတော့အကုန်လုံးက surprise ဆိုတာမရှိသလောက်ပဲအမတော့အများဝမ်းသာတယ်အခုလိုမျိုးတကယ်ဟိုဝဲအချီးနဲ့မိုက်စား Thank you ပါဟုတ်ကဲ့ပါ Okay လူပြိုကြီးကိုကြီးတဲ့အချိန်မှာတကယ်ဖန်ဆားနိုင်တဲ့ကောင်းမလေးတွေ့သွားလို့ပေါ့ကွယ်ဟုတ်ကဲ့ဒီပုံလေးတွေဆိုလို့ရှိရင်ဆွဲဆောင်နိုင်တယ်เนาะအကုန်လုံးပုံနေအများမိုက်လို့မှကြည့်လို့တော့မဝသေးဘူးဒါပြင်တောက်လျှောက်ကြည့်အောင်ပါပုံမှန် profile တွေ့ရ Facebook မှာဆိုဒီလိုမျိုးဟော့ဟော့နေမသိထားဘူးအခုတော့အခုမင်္ဂလာဆောင်ပြင်တော့ဒီလိုမျိုးဟော့ဟော့နေအများကြီးတက်လာတော့မယ်ထင်တယ် အမကကိုစင်အောင်ဒီပွဲကိုစီစဉ်နေပြီဆိုတော့အားလုံးကို surprise ပြအောင် surprise တိုက်တော့မယ်ဆိုတော့အမသိတယ်အခုမှဝစ်ထားတဲ့ဝစ်စားနဲ့ဒါ style အကုန်လုံးကလည်းကိုစင်အောင်ခြေစုပ်ကောင်းဆုံးတည်ချာဆင်ပေးထားတာကျတော့သူကဘယ်အရာမဆိုအကုန်ကွဲထွက်နေအောင်လုပ်နိုင်တဲ့အထက်မှာပါတယ်ဆိုတော့ um surprise တော့ surprise ပဲဒါပေမဲ့ surprise မဟုတ်ဘူးပေါ့ surprise တော့ surprise ရတယ်ဒီကဲဟိုအားရဝမ်းသာကြည့်ချင်တဲ့ပုံနေထဲမှာအများကြီးပါတယ် မြန်မာဝစ်စုံနဲ့လည်းအရန်မိုက်တယ်အာအရန်ကိုနန်းဆန်ဆန်နဲ့ကြက်တီရှိရှိခန့်ခန့်ညာညာလုပ်ပေးထားတယ်ဒါပေမဲ့ဟိုပုံလဲတုံးမနေဘူးနောက်ဆုံးပေါ်ဒီဇိုင်းအနေနဲ့သူမိုက်စားလုပ်ထားတယ်ဒီဒီလိုမျိုးမိုက်စားပုံတွေကတော့ဒါအမလည်းလုံးဝမမှန်းထားဘူးအရန်ကိုမိုက်တယ်ဟုတ်ကဲ့မင်္ဂလာဆောင်တင်းမှာမှာလုံးဝအထူးထားလို့ surprise ဖြစ်မယ်တဲ့တူပဲနော်အာမင်္ဂလာဆောင်တင်းမှာနေရလည်းအကြီးပဲဆိုတော့လူတွေလည်းအများကြီးဆိုတော့မအားတော့အแทဝင်ဝင်ရဖို့မဆောက်နိုင်ဘူး well အမ်ဘယ်အရာမဆိုပေါ့နော်အဲအိမ်အောင်မပြုတ်ခင်ရောပြုတ်တဲ့အချိန်မှာရောပြုတ်ပြီးတဲ့အချိန်မှာလည်းအခက်အခဲဆိုတာလာမှာပါပဲဒါပေမဲ့အာဘယ်အခက်ခဲမဆိုလှလှပပအကောင်းဆုံးနဲ့ဒီကြော်ပြနိုင်မှုကအဓိကပါဆိုတော့အမတို့လူဖြစ်လာရင်တော့ပဲအမှုအသက်တရာမနေရအမှုတရာတော့ပွေရမှာပဲဒါပေမဲ့ဘယ်အမှုမဆိုလှလှပပလေးနဲ့ခန့်ခန့်ညာညာလေးကြော်ပြနိုင်မှာပါလို့အမကယုံကြည်ပါတယ်ကျေးဇူးပါကျေးဇူးပါ